လောကသားတို့အတွက်မြတ်ဗုဒ္ဓဤချိုးပန်းချက်အပိုင်း၅ဗုဒ္ဓမြတ်စွာတရားဓမ္မအလောင်းတော်ဘုရားကကျင့်သုံးခဲ့တဲ့ဥရဝေလခရီးကိုပြန်လည်ရောက်ရှိပြီးတဲ့နောက်မှာယသိတထောင်ကိုတရားသူရစေနိုင်အောင် သုံးလတာမြကျိုးပန်းအထုတ်တော်မူခဲ့တယ်ပါရဏတိမှာပထမဝါဆုံလို့တရင်ကျိုးလာပြီကျတရက်နေ့လောက်ကနေပြီးတော့ဥရဝေလဘက်ခကြီးထွက်လာခဲ့တာဥရဝေလမှာသုံးလနိဗ္ဗာန်ကဥရဝေလကတ္တဝညီနောင်၃ဦး တရားဥတရားမြတ်ကိုရအောင်ဤမျိုးမျိုးဖြင့်ကြိုးပမ်းအထောက်ပြီးဥရဝေလာကတ္တဗနတိကတ္တဗခရာကတ္တဗဆိုတဲ့ကတ္တဗညီနောင်၃ဥတို့၃ဥအမှုရှိတဲ့ယသိပေါင်းတထောင်ရဲ့အကျိုးစီးပွားအတွက်ထူးခြားတဲ့ဓမ္မစကုကိုရရှိစေပြီးတဲ့နောက်မှာ ကြာသူလမ်းမိချောတရက်နှစ်လောက်ရာဇဂျူဘက်ကိုခီးဆက်ထွက်လာခဲ့အဲ့ဒါလို့ရာဇဂျူရောက်တဲ့အခါကျတော့မြတ်စွာဘုရားဂုံတရင်အမတမကြီးလို့မြို့သူမြို့သားတွေဗေမိတာရမင်းခေါင်းဆောင်တဲ့မြို့သူမြို့သားတွေမြတ်စွာဘုရားရောက်ရှိနေထိုင်ရာထန်းတော်ဥယင်ဘက်သို့ရောက်လာရောက်ဖူးတွေ့ကြတယ်အဲ့ဒီမှာလည်းပဲမြတ်စွာဘုရား ောကသားတို့ရဲ့အတွက်အကျိုးရှိရာရှိကြောင်းဓမ္မမျက်စိကိုတတ်ဆင်ပေးတော်မူခဲ့တာရာဇဂျုပ်ကြီးကဗေမိသရာမှုရှိတဲ့တသိန်းတသောင်းသောပုဂ္ဂိုလ်တွေမှာထူးခြားတဲ့ဓမ္မအမြင်တစ်ခုကိုရရှိသွားကြတယ်။ကျန်တဲ့တသောင်းလောက်ကတော့ဘုရားပေါ်မှာယုံကြည်မှုတွေတိုးပွားပြီးမြတ်စွာဘုရားရဲ့အဆုံးအမကို ဆက်လက်ကျင့်သုံးမှုအတက်တရောဖြစ်ပြီးတော့နေကြတယ်။အဲဒီမှာဗိမိတာရမင်းရဲ့ပင့်လျောက်ချက်အရာမြတ်စွာဘုရားကိုတော်မြတ်ရာဇဂျုံမျိုးတွင်သို့ကြွားတယ်။အဲဒီအချိန်မှာရာဇဂျုံမျိုးကပရိသတ်တွေဟာအလွန်ကိုများတယ်။မြတ်စွာဘုရားဖူးဖို့ဝင်လာမစဲတသေးသေးရာဇဂျုံမျိုးနဲ့၃ခါဝေါလောက် ကွာလှမ်းတယ်။ဒေကအိုးစုတယူဇနာရှစ်မိုင်လောက်ကွာလှမ်းတဲ့ဒေသမှာလူတိုင်းကြီးဟာပြည့်ပြီးတော့ဘုရားရှင်ရောက်ဖို့လဲအမတန်မှခက်တယ်။ရသော်ဘုရားအနေနဲ့လဲရာဇဂျုပြည်ကိုကြွဖို့ဆိုတာဒီလူအုပ်ကြီးကိုတိုးပြီးတော့ဒီလူအုပ်ကြီးကိုဖြတ်ကျော်ပြီးတော့ရာဇဂျုမျိုးတဲ့ဆွမ်းခံကြွဖို့ဆိုတာအမတန်မှခက်ရင်းတယ်။ ရသော်ဗျာနောက်ကပါလာတဲ့ယဟန္တာပုဂ္ဂိုလ်1000เนาะယဟန္တာပုဂ္ဂိုလ်1000အလုံးပဝင်လာတဲ့ယသိ1000ကနေပြီးတော့ယဟန္တာဖြစ်လာတဲ့ပုဂ္ဂိုလ်အချာယံ1000နဲ့ရသော်ဗျာဟာရာဇယုမျိုးကိုကြွတဲ့အခါမှာအင်မတန်ကြီးမားတဲ့လူအုပ်ကြီးကပိတ်ဆို့ပြီးတော့နေတယ် ီလူအုပ်ကြီးကိုဖြတ်ကျော်သွားဖို့အမတန်ခဲခဲသည့်အတွက်ကြောင့်ဒီနေရာမှာလူရှင်းနဲ့အခုခုလိုလူအုပ်ကြီးကိုရှင်းပေးမယ်ရဲကလည်းမလာဘူးဘယ်သူကလာရောက်ပြီးတော့ရှင်းပေးလဲလို့ဆိုလို့ရှင်တာဝရိန္ဒနတ်ပြည်တရားမင်းကြီးကမြတ်စွာဘုရားကြွမဲ့လမ်းကိုလူတွေကိုလာပြီးတော့ရှင်းပေးတယ် လာရှင်းပေးတယ်ဆိုတဲ့နေရာမှာသူ့ရဲ့အစွမ်းတကိုးနဲ့မဟုတ်ဘူးအစွမ်းတကိုးကိုအသုံးချပြီးရှင်းတာမဟုတ်ဘူးအမတန်ချုံမောလှပတဲ့လူငယ်လေးတယောက်အသွင်ဖျားမှုရှိတဲ့တန်ဃာတော်ကြီးရှေ့ကနေပြီးတော့မြတ်စွာဘုရားကြွလာပါပြီဆိုတာဟဲ့အော်ပြောဆိုရင်းနဲ့လူတွေကိုလမ်းဖယ်ပေးသွားစေတယ်ယုတ်ကလည်းပဲ တရားမင်းကဖန်ဆင်းထားတဲ့ရုပ်ဆိုတော့လူတွေထဲမှာသူ့ရုပ်ကိုမှီတဲ့ပုံကိုဟာဘယ်သူမှမရှိဘူးမြတ်စွာဘုရားကလွဲရင်သူ့ရုပ်ဟာအချောမောဆုံးဖြစ်တဲ့ကလေးဖြစ်လို့လူတွေကဝိုင်းပြီးတော့သူ့ကိုကြည့်ကြသေးတာအမတန်ချောမောလှပတဲ့လူငယ်လေးတယောက်ကအတန်ကလည်းအမတန်ကောင်းဘုရားရှိခိုးကနေလမ်းကျောကိုရှင်းပြီးတော့ပေးသွားတာလူတွေဟာ တကြမင်းရဲ့အရှင်အဝါထိုတူငယ်လေးရဲ့အတန်နဲ့ဘေးကိုရှဲပေးကြတယ်အဲ့ဒါနဲ့မြတ်စွာဘုရားဟာရာဇယုံမြို့ထဲဝင်ပြီးတော့ဗိမိတာရမင်းကြီးရဲ့နန်းတော်ထီအောင်ရောက်ရှိပြီးတော့ကြွသွားတယ်ဗိမိတာရမင်းနန်းတော်ရောက်တဲ့အခါကျတော့သုံးဖုံးပေးသုံးမဖုံးပေးပြီးဗိမိတာရမင်းကြီးကဒီထန်းတော်ဥယျာဉ်ဟာ ရာဇယုံမြို့နဲ့ အတော်လေးကွာလှမ်းနေတော့မြတ်စွာဘုရားစီတရားနာသွားဖို့ဆိုတာအလန်းကွာလွန်နေတယ်ဒါကြောင့်မို့မနီးမဝေးဖြစ်တဲ့နေရာတစ်ခုကိုစဉ်းစားတော့မကြာခဏမိမိသွားရောက်လေးရှိတယ်ဝေလူုံဥယျာဉ်ကြီးကိုတတိယပြီအဲ့ဒီဝေလူုံဥယျာဉ်ကိုဖျားမှုရှိတဲ့တန်ဃာတွေကိုလှူမယ်လို့ဆိုပြီးရေစက်သွန်းချပြီး ရသော်ဗျာဆုံးပုံပေးပြီးအဆုံးမှာရေဆက်သွန်းချပြီးတော့ဝေလူဝံဥယျာဉ်ကြီးကိုလှူလိုက်တယ်။အဲ့ဒါနဲ့မြတ်စွာဘုရားဟာဝေလူဝံဥယျာဉ်ထဲမှာဆက်လက်ပြီးတော့သတင်းသုံးခဲ့တာ။ဒါပထမအဆုံးဒီဖျားဖြစ်တဲ့နောက်မှာပထမအဆုံးဝေလူဝံဥယျာဉ်ကိုလှူခံပြီးတော့တန်ဃာတော်တွေစတင်သတင်းသုံးတဲ့နေရာတစ်ခုဖြစ်လာတယ်ပေါ့။အဲ့ဒီဝေလူဝံဥယျာဉ်လှူခံပြီးတဲ့နောက်မှာမြတ်စွာဘုရားက ယဟန်နေကိုခွင့်ပြုချက်တစ်ခုမိန့်ကြားတဲ့အနုဆန္ဒမိဘိက္ခွေအာရမံပဋိကဟေတုံအရန်လှူလို့ရှိရင်လက်ခံဖို့ငါဖះခွင့်ပြုတယ်လို့ဆိုပြီးတော့ဝေလူုံဥယျာဉ်ကြီးလှူတာကိုမြတ်စွာဘုရားကိုယ်တိုင်လက်ခံပြီးယဟန်နေကိုလည်းပဲခွင့်ပြုတော်မူခဲ့တယ်အဲ့ဒါဟာ မြတ်စွာဘုရားနဲ့တန်ဃာတွေသတင်းသုံးမှုနေရအစ်စ်ပထမဆုံးရရှိခြင်းဖြစ်တယ်ပေါ့